ဩစတြေးလျလက်ဝေသမားဂျက်ဖွန်ကိုဝတာဝိတ်ချမ်မြေဘွဲ့ဆုံးရှုံးလိုက်ရပြီးနောက်မျှတမှုမရှိတဲ့ဒိုင်ဆုံပြတ်ချက်တွေကိုပြန်လည်သုံးသပ်ပေးဖို့ဖိလစ်ပိုင်လက်ဝေသမားမန်နီပက်ကီယောင်းကဇူလိုင်လ9ရက်နေ့ကကမ္ဘာလက်ဝေအဖွဲ့ချုပ်ထံတောင်းဆိုလိုက်တယ်လို့သိရပါဗျာ။ဇူလိုင်လ၂ရက်နေ့က Brisbane မှာထိုးခဲ့တဲ့ပွဲရဲ့အဖြစ်ကိုပြန်လည်သုံးသပ်ပေးဖို့ကမ္ဘာလက်ဝဲအဖွဲ့ချုပ်ကိုဖိလစ်ပိုင်ရဲ့အားကစားနဲ့ပျော်ရွှင်ရေးဘုတ်အဖွဲ့ကတရားဝင်တောင်းဆိုလိုက်တာကိုပက်ကီယောင်းကထောက်ခံပြောကြားလိုက်တာဖြစ်ပါတယ်။ ကျွန်တော်ကလဝိအားကစားကိုချက်ပါတယ်။ဆုံးဖြတ်ချက်မမျှတာတာ၊ဓာတ်ရည်မမျှတာတာတွေကြောင့်လဝိကစားနေကြဆုံးသွားတာမမြင်ကျင်ပါဘူးလို့အသက်38နှစ်ရှိပက်ကွေယိုကဆိုထားပါတယ်။ဆုံးဖြတ်ချက်ကိုကျွန်တော်ကလက်ခံပြီးဖြစ်ပေမဲ့လည်းခေါင်းဆောင်တယောက်လိုတိုက်ခိုက်ရေးသမားတယောက်လိုအများကြီးအမြင်ပါ။ကျွန်တော်ဟာအားကစားသမားပီတာပဲအမှန်တရားနဲ့မျှတာမှုအတွက်တာဝန်လဲရှိနေပါတယ်လို့လက်ရှိဖိလစ်ပိုင်လွှတ်တော်အမှတ်လဲဖြစ်နေတဲ့ပက်ကီယောင်ကထုတ်ဖော်ပြောကြားပါတယ်။ 22ရက်တာလဝိတ်သမားဘဝပြီးဆုံးခံနေဖြစ်နေပြီဖြစ်တဲ့ဘက်ကီရောင်ဟာမတူညီတဲ့ဝိတ်တန်းရှိကုန်မှာကမ္ဘာချန်ပီယံဖြစ်ခဲ့သူဖြစ်ပြီးဂျဟွန်းနဲ့ပွဲကိုမူလရုံးကပြန်လည်ထိုးသက်ဖို့ပြောကြားခဲ့ပေမယ့်နောက်ပိုင်းမှာတော့အနားယူဖို့အလေးနက်စဉ်းစားနေကြောင်းပြောကြားခဲ့ပါတယ်လင်းလာဆောင်ကြည့်သူတွေကအနိုင်ရမှာမဟုတ်ဘူးလို့သုံးသပ်ခံထားရတဲ့အသက်29နှစ်ရှိဂျန်ဟွန်ကတော့ပက်ကီယောင်ကိုဆက်နှက်ချီအထိထိုးခဲ့ပြီးဒိုင်းတွေရဲ့ဆုံးဖြတ်ချက်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ် အဲ့ဒီပွဲအပြင်နောက်တနေ့မှာတော့ဖိလစ်ပိုင်အားကစားကိုယ်ကျေးအဖွဲ့က American တိုင်း Magnesson နဲ့အကဲဖြတ်ဒိုင်တို့ရဲ့ဆုံးဖြတ်ချက်တွေကိုအသေးစိတ်ပြန်လည်သုံးသပ်ပေးဖို့ကမ္ဘာလောကအဖွဲ့ချုပ်ထံတောင်းဆိုခဲ့တာဖြစ်ပါတယ်။